ားလုံးမင်္ဂလာပါခင်ဗျာလွင်မော Oreo Book Channel ကနေပြီးတော့ကြိုဆိုပါရစေဒီကနေ့ကျွန်တော် တင်ဆက်ပေးမှာကတော့စာရေးသူအကဆော်ရေးသားထားတဲ့ဖြစ်ရမှန်လူသားမုံင်းကားဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါရစေခင်ဗျာဇာတ်လမ်းလေးမစတင်ခင်မှာကျွန်တော်ရဲ့ Channel လေးကို Like and Subscribe မလုပ်ရသေးဘူးဆိုရင်တော့ပရိသတ်တို့က Like and Subscribe နှိပ်ခဲ့ပြီးတော့ဇာတ်လမ်းသစ်များစွာကိုမလွတ်တမ်းခံစားနားဆင်နိုင်မှုအတွက်ပင်နာကနိုတီပဲလေးကိုနှိပ်သွားကြဖို့အကြံပြုရင်းဇလန်လေးကိုအခုပဲစတင်လိုက်ပါပြီခင်ဗျာကျွန်တော်ကတော့တင်ဆက်သူရှိုင်းပါခင်ဗျာ အချိန်ကတော့1969ခန်းအေယာဝရီတိုင်းဟင်းသာမြို့နယ်ချောင်းဝိုင်ခန့်ကွာဝေးတဲ့အရမအင်းကုန်းရွာလေးတရှိပါရီအေယာဝရီမြေကမ်းနာရွာလေးဖြစ်ပြီးမြေချောင်းအင်းအိုင်များပေါများသဖြင့်အဲဒီရွာမှာနေသူအများစုကရေလုံငန်းနဲ့အသက်မွေးဝမ်းကြောင်းပြုကြပါရီအများအပြည့်ငပိငချောက်ငစနေငပိကောင်များပြုလုပ်ပြီးတော့ဟင်းသာမြို့တိုင်းများရှိရာကိုပြန်သွင်းတဲ့လုပ်ငန်းများလုပ်ကင်ကြပါရီ ဒီရောမှာတော့မတ်ရွှေခင်နဲ့မန်ငွေခင်လို့ခေါ်တဲ့ညီမနှစ်ယောက်ကလည်းရှိပါရီသူတို့ရဲ့မိခင်ကလေးဖြတ်ထားသဖြင့်အောက်ပိုင်းတည်နေပြီးသူတို့ရဲ့ဖခင်ကလွန်ခဲ့တဲ့၄နှစ်ခန့်ကတည်ဆုံသွားခဲ့ပါရီမတ်ရွှေခင်ကလည်းမိခင်ကြီးကိုပြုစုရင်းနဲ့အိမ်မောင်မောင်ကြီးကဆိုင်ဖွင့်လိုက်ပါရီမန်ငွေခင်ကအနီးနားရွာမှာငါးမျိုးကိုပြန်လေဝယ်ယူပြီးတော့ငပီးသိပ်ပြီးမျိုးပေါ်တိုင်မျိုးကိုပြန်သွင်းနေငပီးလုပ်ငန်းကိုလည်းလုပ်ကင်ပါရီသူတို့မိသားစုစီးပွားရေးကချောင်းချောင်းလဲလဲရှိပါရီ ဒါပေမဲ့လေမတ်ရွှေခင်ကအိမ်စရိတ်အပေါ်ရရန်အတွက်နနက်ပိုင်းမှာတော့မုံရင်ငါကိုအိမ်မှာရောက်ပြီးမိခင်ကြီးကိုလည်းအနီးကပ်ပြုစုလောက်ကင်ပေးပါရယ်ဒိုးရွာထေကကလားလီကုန်းနာကညောင်မင်းကြီးကစူတောင်းပြည်တယ်ဆိုပဲတကူတော်မနက်ခင်မှာတော့မတ်ရွှေခင်မုံရင်ငါဆိုင်မှာလာရောက်စားရီဘုံစုံမကလည်းစကဲဦးတန်းလိုက်ပါရယ်ဟုတ်ပါ အင်းပါရှင်မိအေးတို့ဆိုရင်ကလေးမရလို့အမြုံမားဆိုပြီးတော့ခေါ်ခေါ်နေတာဆရာတို့ရာလေးစုံနေပြီနောက်တော့အိမ်ညောင်မင်းကြီးမှဆူတောင်းလိုက်တာနဲ့အခုနဲ့ဘိုက်နဲ့တော်ရီတော်ညင်းကလေးထောက်ခံလိုက်ပါရီဘလို့လဲမတ်ရွှေခင်လူတော်တော်များများတွားရောက်ပြီးတော့ဆူတောင်းနေကြပြီနေရောစိတ်မဝင်စားဘူးလားဘုံဆောင်မကမတ်ရွှေခင်ကိုလမ်းမေးလိုက်ပါရီဟိုမတွားပါဘူးရှင်ကျမအဲ့ရာတွေကိုအယုံကြည်မှမရှိပဲဘုံဆောင်မလည်းအတိပဲမဟုတ်လားပြောရင်းနဲ့ဈေးဆက်ရောင်းနေပါရီ မရွှေခင်တို့မိသားစုကဘာသာတရားမကိုင်းဆိုင်သလိုဘေဒင်တို့နတ်တို့လောကီပညာရွက်တွေကိုလည်းအယုံကြည်မရှိခဲ့ပါဘူး။ဒူမရဲ့ဖခင်ကအရင်ကကွန်မြူနစ်ပါတီဝင်တယောက်ဖြစ်ချင်းကြောင့်လည်းဖြစ်ပါရယ်။မရွှေခင်တို့ရွာမှာတော့မုံရင်းကဆိုင်၃လေးဆိုင်ရှိတာမလို့မရွှေခင်ရဲ့ဆိုင်ကတိတ်တော့မရောက်ရပါဘူး။ မော်ရင်ငါးဘိတ်သားကိုနေတဝကျူအောင်လို့ရောင်းရပါရီညနေပိုင်းမှာတော့အိမ်မူကိစ္စများနဲ့ညီမဖြစ်သူရဲ့စီးပွားရေးလုပ်ငန်းမှာဝင်ကူညီတက်ပြီးတော့မိခင်ကြီးကိုဆောင်ရှောက်နေရတာက များပါရီဒီနေ့မှာတော့ညီမဖြစ်သူမငွေခင်အိမ်ပြန်နောက်ကြပါရီမိုးစစုံချုံမှအိမ်ပြန်ရောက်လာပါရီမငွေခင်ကအနီးနားရွာများမှာငားလိုက်တင်ချင်းငားဝဲထွက်ချင်းနဲ့ငပီများကိုမျိုးကိုပို့ချင်းတို့ကိုလောက်ကင်နာဖြစ်ပြီးတော့အိမ်မှာမရှိတာကများပါရီဒါပေမဲ့ပုံမှန်နေ့လည်း ၃နာရီလောက်မှပြန်ရောက်နေကြပြီဖြစ်ပါရဲ့ညီမလေးငွေခင်အိမ်ပြန်ရောက်တာနောက်ကျလိုက်တာဒီကုလုံးလေးမိုးရီရွှဲလို့ပါလားအမပြည့်သူမတ်ရွှေခင်ကမေးလိုက်ပါရဲ့ဟုတ်တယ်အမကြီးညောင်ဝိုင်းရွာအပြင်မှာမိုးရီအရန်ရွာတာနဲ့လိုင်းထားလို့လိုင်းငင်အောင်ဆောက်ရင်နောက်ကျနေတာတော့အဲ့လိုပြန်ဖြစ်ရင်အိတ်ခမ်းလေးကိုဝင်သွားခဲ့ပါရဲ့အမမနဲ့ပြန်မုံရင်းကဆိုင်မထွက်ပါနဲ့သမေးဝိုင်းမှာမန်ငွေခင်ကလည်းပြောပါရဲ့ဘာဖြစ်လို့လဲညီမရဲ့ညီမလေးနေမကောင်းခြင်းလို့ဖြစ်နေရတယ်မနဲ့ပြန်အလုံနာမယ် ဒါပေမဲ့မနေ့ပြန်နတ်မော်အင်းဘက်ကငားရီဖို့မှာညမကျိုးပြောထားတဲ့အဲ့ဒီငားရီကိုအမပဲညမကိုစားသွားယူပေးပါမတ်ရွေခင်ကခေါင်းငိတ်လိုက်ပါရီအင်းရဲ့စီးပွားရေးကမန်ငွေခင်ရဲ့ငပိလုပ်ငန်းပေမဟုတ်ပါလားနောက်တနေ့မနေ့မတ်ရွေခင်ကလည်းအလုသမားများနဲ့နတ်မော်အင်းဘက်ကိုငားကောက်သွားခဲ့ပါရီငားရီဖို့လိုက်ချိန်မလို့ညနေဆောင်မှသာအလုပြီးပါတော့ရီမရွှေခင်တို့အိမ်ကတော့ကဲနာနဲ့မနီလာကြောင်မလို့ငါးမျိုးကိုလှိနေရွာကန်နာကိုတည်ယူရပါရီ အိမ်မှာတခါနွားလေးနဲ့အိမ်ကိုသေးယူရပါရီနွားလေးနဲ့ပြန်လာလျာရွာထိပ်အရောက်မှာညောင်မင်းကြီးကိုကြည့်မိပါရီအိမ်ညောင်မင်းကြီးကအရင်ကနဲ့မတူတော့နှကုန်းတွေပန်အိုများနဲ့ဖြစ်နေပါပြီမရွှေခင်ကလည်းอืมညောင်မင်းကြီးကဇူတောင်ပြေးပါရီရှိုးပါလားငါလည်းအပြစ်တိတ်ထွက်ရတာမဟုတ်တော့ရောက်တော့ရောက်ခိုက်ဇူတောင်သွားရင်ကောင်းပါပဲအိမ်တော်မှာတော့အလုသမားများကိုနွားလေးနဲ့လှုပ်လိုက်ပြီးမရွှေခင်ကလည်းညောင်မင်းကြီးရဲ့အနာမှာစင်းနေခဲ့လိုက်ပါရီ ငါဘာစုတောင်းရမလဲငါမုံင်းကားတယ်ပဲလေမုံင်းကားရောင်းကောင်းဖို့ပဲစုတောင်းရမှာပေါ့အရှင်ညောင်မင်းဆောင်နတ်မင်းကြီးကျမမုံင်းကားများကိုမြဲမြဲရောင်းရအောင်လို့ကုညီဆောင်ရွက်ပေးတော်မူပါမယုံတော့ရုံတော့နဲ့မဟုတ်လို့စုတောင်းလိုက်ပြီးတဲ့နောက်အင်းကိုလမ်းလျှောက်ပြီးတော့ပြန်ခဲ့ပါရီတပတ်ခန့်အကြောင်းမှာတော့မတ်ရွှေခင်ရဲ့မုံင်းကားရောင်းအားတက်လာခဲ့ပါရီအရင်ကမုံင်းကားငါးပိတ်တောက်ကို နနခင်းရောင်းရတော့လေအခုအခါမှာတော့နှစ်နာရီခန့်နဲ့ကုန်လီခဲ့ပါရီမရွှေခင်ကလည်းနောက်နေ့များမှာမုံရင်ကားကိုတိုးချပါရီတိုးချတဲ့လောက်နာရီပိုင်းအတွင်းမှာပဲရောင်းရစ်ကုန်ပါရီနောက်တစ်ပတ်ခန့်ကြာရီအခါမှာတော့ရွာထဲမှာရှိတဲ့တချောင်းမုံရင်ကားဆိုင်များစားသူမရှိတော့တဲ့ဖြစ်ပိတ်လိုက်ရပါရီမရွှေခင်ရဲ့မုံရင်ကားကလည်းအရသာထူခဲ့ပြီးစားပြီးသူတိုင်းထက်စားခြင်းပါရီ ဇားတော့သူများကလည်းတခါစားလျင်လင်းငောပကံတချို့ကတော့90တောင်းတပိတ်တာစားသဖြင့်ဇားသုံးကြသဖြင့်မုံင်းငောကလည်းရောင်းကောင်းလာခဲ့ပါရင်အင်းကုံရွာတွင်မကအနီးနားရွာများကပါလာရောက်ဇားတော့ကြပြီးဟင်းတရမြို့မှာပါလာရောက်ဝဲယူဇားတော့ကြပါရင်အချိန်နှစ်ပတ်ခန့်အကြာမှာမွှေခေကမုံင်းငောချက်ရန်အလုသမားများပင်ခံထားရပါရင် မုံရင်းကောင်းကိုလည်းတဏီလုံးရောင်းရပါရီမရွှေခင်တို့အိမ်ရှိမြေကွက်လက်ကြီးနဲ့လမ်းပေါ်မှာအလူမန်းတဲ့တပွေဆိုင်ကြီးကိုထုကရောင်းချလေပြီးတော့စားတော့သူများနဲ့အမြင်မပြတ်ကြိတ်ကြိတ်တို့စီကားနေခဲ့ပါရီအကြောင်းမသိသူများကရွာကိုအလေလာတဲ့အခါအလူပေးနေတယ်လို့ထင်ရပါရီမငွေခင်ရဲ့ညီမမလေးငပီးလုပ်ငန်းကိုဆက်လက်ပြီးတော့မလုပ်ကင်တော့ပေနဲ့အမားဖြစ်သူမုံရင်းကောင်းဆိုင်ကိုတော့ကူညီလုပ်ကင်ပေးနေပါရီစီးပွားရေးကလည်းတနေ့တခြားတိုးတက်လာခဲ့ပါရီအမေနဲ့ညီမလေး မတော်အခုလိုစီးပွားရေးအဆင်ပြေလာတော့ညောင်မေဆောင်နဲ့ကြီးရဲ့ကျေးဇူးကြောင့်ဖြစ်တယ်။လွန်ခဲ့တဲ့တစ်လလောက်ကအမညောင်မင်းကြီးစီမှာသွားပြီးတော့ဆူတောင်းခဲ့တယ်။မတ်ချန်နေနေကတော့ရုပ်ကစိုးဖြစ်နိုင်ပါ रे ။ဒါပေမဲ့မရွှေခင်တို့ကလော်ကီပညာရံများကိုမတိနားမလဲတဖြင့်နတ်လူသာခေါ်ဆိုခြင်းဖြစ်ပါ रे ။အမအဲ့နဲ့ကြီးကိုကျေးဇူးပြန်ဆက်ခြင်းနဲ့အဲအကြောင်းနတ်ကွန်ကြီးဆောက်လုပ်ပြီးတော့လှူဒန်းမှုကိုဆုံးဖြတ်ထားတယ်။ နာရဘခန်ကြားရတဲ့အခါမှာမန်ရွှေခင်တို့ကအလွန်ကြီးမားတဲ့အုံနဲ့တိဆောက်ထားတဲ့နှက်ကွင်းကြီးကိုလှူဒန်းကရောမပယံဆရာများနဲ့စောင့်လုပ်စေပါရီမန်ရွှေခင်တို့ပေါင်းင်းကနမိတ်ကြီးတာကဟင်သာသာမျိုးမှာမတိသူမရှိတော့ပါဘူးဒီထဲမှာတော့ရေအုပ်အုံးဖေကလည်းပါဝင်ပါရီဒါနဲ့နေပေါင်းအင်းကုန်ရွာကမန်ရွှေခင်မောင်ငါဆိုတာနမိတ်သိကြီးတာပဲဆိုရေအုပ်အုံးဖေကလည်းရေတကြက်ညွန်ဝင်းကိုမေးလိုက်ပါရီဟုတ်တာပေါ့ဆရာကျွန်တော်တော့နမိတ်ကြားပြီးတော့ဇားကျင်နေတာဝယ်မရလို့ဘူး ရဲဦးအောင်ဖေကလည်းသူရဲ့မိစေကိုပို့နေခြင်းနဲ့အတန်ကြာစဉ်းစားနေပါရီဒီနောက်မှာတော့ဒါဆိုနှက်ပြန်သွားစားကြလို့ဗျာဗာလေဆရာအဲ့ဒီမုံင်းကအရသာကိုမြည်ကြည့်ခြင်းလို့လားရဲတကြညွန်ဝင်းကရီကျကျနဲ့မေးလိုက်ပါရီဒါလေးတစ်ချက်ပေါ့နောက်ပြီးတော့ဒီလောက်လူပြောများနေတာဝေရခဲ့တဲ့မုံင်းကကိုဘဒုချက်တလေးဆိုတော့ကိုသိကျင်တယ်ရဲတကြညုံဝင်းကလည်းစကားဆက်မပြောတော့ဘဲနဲ့ကောင်းကျိတ်နေလိုက်ပါရီ။နောက်တည့်ရဲ့ရဲအုပ်အုံဖေရဲတကြညုံဝင်း ရဲသားလက်အောင်တို့အင်းကုန်းရွာကိုရောက်လာကြပါရီရွာထိပ်မှာတော့ရွာသားများစောင့်နေကြတဲ့နှက်ကုန်းကိုတွေ့ရပါရီနှက်ကုန်းကအုပ်စီပြီးအုပ်ချုပ်မိုးထားခဲ့ပါရီကနုတ်ပန်းတချို့နဲ့အလားဆင်ထားပြီးနှက်ကုန်းရဲ့နေရံမှာတောတောင်ပေါ်များရေဆွဲထားပါရီအထဲမှာလေရုပ်ထုတစ်ခုရှိနေပြီးရွှေချထားတဲ့နှက်ကုန်းမှာငပြောပွင့်များနဲ့ပန်းများကိုလည်းဝေးစားစွာတွေ့ရပါရီ အနောက်မှရွာသားတူအားမေးကြီးလက်ရောင်မရွှေခင်တို့အလှဖြစ်ကြောင်းနဲ့မရွှေခင်တို့စူတောင်းပြေပုံများကိုတည်ရပါရီရေဦးကလေးစကားလက်ဆတ်တက်ပြီးမရွှေခင်တို့အိမ်ဘက်ကိုဆက်လက်ထွက်ခွာခဲ့ပါရီတွေ့ပါပြီအလှမန်းတက်ကြီးတမြကြီးမော်ရီဆိုင်ကြီးအတဲမော်လေးစားပွဲများကလထိုင်များနဲ့ပြည်နယ်နေပြီးတော့လူများပြည့်ကျနေပါရီဆိုင်ပြေမော်လေးဗတ်တက်ရက်ပြီးတော့ဂျိုင်းဆွဲဝင်ရန်စောင့်နေတဲ့သူများကလည်းအများပြားရှိနေပါရီ ရဲဦးကလေးဆိုင်တွင်းကိုလှမ်းဝင်လိုက်တဲ့အခါအလွန်ဒုစရိုက်မြင်ကွင်းကိုမြင်လိုက်ရပါ रे ဟမ်ဆိုင်တွင်းမှာစားတောက်သူများပြေရှံနေပြီးတချို့ကခုံနေရမရကြတာမလို့မတည့်ရက်စားတောက်နေကြပါ रे စားတောက်နေသူများကမုံငါများကိုအငံမရစားတောက်နေကြတာကဘလူတရေစီးနေကြတဲ့အတိုင်းဖြစ်နေပါ रे မုတ်ဘတ်တောင်မြောက်ကိုပုံထားပြီးဟင်းရည်မြောက်ကိုပါဇက်အတွင်းအငံမရထိုးထိတ်နေကြပြီးပါဇက်မြောက်ကလည်းပေးချန်နေပါတော့ रे ရဲဦးနဲ့အဖွဲကလည်းဆိုင်ကိုကြော်လွန်ပြီးတော့အိမ်ဘက်ကိုတလာခဲ့ပါ रे ။ အိမ်တွင်းမှာတော့အလုသမားများနဲ့အလုရှုံနေကြပါရီငါပြောပြမျိုးကိုခုတ်ပိုင်းသူကခုတ်ပိုင်းနဲ့မုံငါချက်ရံအလုများနေကြပါရီချိန်ရဲ့နောက်ဖက်ခက်လန်းလန်းမှာတော့ကိုရောင်တရန်ဆောက်လုပ်ထားတဲ့ငပီးသိတဲ့နေရာကိုလှမ်းတွေ့ရပါရီရဲဦးကလည်းအိမ်မော်ကိုတက်လာခဲ့ပါရီအမအမဟိုရဲရဲတွေမငွေခင်ကလည်းအေဦးခဲမှာထိုင်နေရမှာအိတ်ခမ်းလေးကိုပြေးဝင်သွားခဲ့ပါရီမကြခင် အိမ်ထဲမှာမတ်ရွှေခင်ထွက်လာခဲ့ပါရီ အေဥကံမှာတော့သူတို့ရဲ့အမေဒေါ်လာခင်ကရေဥကိုစကားပြောရင်ဧကန်နေပါရင်တမီးရေထိုင်မအောင်ဒါဟင်းတရကရေဥမအောင်ဖေးတဲ့မရွှေခင်ကမျက်လွာချလိုက်ပြီးတော့ဒီဟာကိုကြီးတို့ကဘာကိစ္စရှိလို့လာတာပါလဲအကြောင်းကတော့မုံင်းကကြောင့်ပါမုံင်းကအင်မတန်ကောင်းတယ်လို့ဟင်းစရာမှာတရင်ပြနေလို့သိကျင်လို့လာခဲ့တာပါရေဥအောင်ဖေးကလည်းပြောလိုက်ပါရီအော်ဒါလေးမြောင်ဟဲ့မောင်တို့ဒီဟိုမုတ်ပွဲတွေပြင်ပေးပါဦးကွယ် မရွှေခင်ကအလုသမားလေးတူဦးကိုပြောဆိုလိုက်ပါရီအခုကြီးတို့လွတ်လွတ်လပ်လပ်အားရပါရသုံးဆောင်ကြပါဦးညီမတို့နောက်မှာမုံင်းကားချက်ဖို့စီစဉ်ရအောင်မယ်အေးလို့ပြောဆိုကမရွှေခင်ကအိမ်ထဲကိုဝင်သွားခဲ့ပါတော့ရီရဲဦးအုံးဖေနဲ့အဖွဲကလည်းမုံင်းကားစားပြီးဒေါ်လာခင်နဲ့စကားသမီးပြောဆိုပြီးတဲ့နောက်ပြန်လာခဲ့ကြပါရီကဲစရာဘာထူးချလဲရဲတချက်ညွန်ဝင်းကလည်းမေးပါရီအင်းထူးတော့ထူးတယ်မုံင်းကားအနှံ့ကတခုရရပြောင်းနောက်ပြီးတော့အရသာမှအစီအသမျိုးပါသလိုပဲ ဟိုချွတ်ချိုလေးနဲ့ထူးမထူးတော့မသိဘူးရှာကျွန်တော်ကတော့6ပကံလောက်အောင်ကတော့8ပကံကုန်တာပဲဗျရဲတကြညွန်ဝင်းကလည်းပြောလိုက်ပါရီနောက်တစ်ပကံအကြောင်းမှာတော့ရဲဦးအောင်ဖီနဲ့ရဲတကြညွန်ဝင်းတို့ကလည်းတကြောင်မုံရင်းကမစားကြတော့ပါဘူးအရသာမတွေ့တာကြောင့်မရွှေခင်မုံရင်းကကိုသာတန်းတနေကြပါရီအလုံးများတာကြောင့်တကြောင်သွားရလာရဝေးတာကြောင့်တကြောင်မရွှေခင်တို့စီကိုထက်မှန်မရောက်ဖြစ်တော့ပါဘူးဒါပေမဲ့မကြမီမှာပဲအကြောင်းဖန်လာခဲ့ပါရီ ်ဆရာလူပြောင်းမှုတစ်ခုရှိတယ်ရဲတက်ချက်ကြီးကလေးဆိုလာခဲ့ပါရီဘာလို့လဲဘဲကလေးအင်းကုန်းရွာကဖိုးခွေးပါဆရာသူကလူမိုက်လူရှုပ်လူပွေတယောက်ပါပြောင်းနေတာကတော့တလားလောက်ကြာပြီသူရဲ့မိန်းမကဟိုတနေ့ကမှတိုင်ချက်လာပွင့်ထားလို့ပြောင်းကောင်းပြီလေဒါဆိုရင်အင်းကုန်းဘက်ကိုသွားကြတာပေါ့ဆရာလူပြောင်းမှုပဲဟာကျွန်တော်တို့သွားလိုက်လေပြီးပါရီဆရာကိုယ်တိုင်လိုက်ဆရာမလိုပါဘူးအေကန်နာဟဲ့ဘာအေကန်နာလေဟိုဆရာမောင်ကြီးကစားခြင်းလို့မဟုတ်လား ရဲတကြညဝင်းကလည်းရည်ရင်နဲ့မေးလိုက်ပါရဲ့အဲ့ဒါလေပါတာပေါ့လေမောင်ငောစားကျင်တော့ကတကြောင်မန်းငွေခင်ကြောင်းလေတကြောင်ဖြစ်ပါရဲ့ကိုုံဖေးကလည်းအသက်40ခန့်အိမ်တော်ပြတ်ဖူးသူဖြစ်ပါရဲ့လောလောဆယ်မှာတော့လူလူဖြစ်နေပါရဲ့အဲ့ဒါပြင်ရဲအုပ်ဖြစ်တဲ့ဖြင့်ယာရုကုံသိမ့်လည်းရှိပါရဲ့သူတို့ရေလာမြောင်းပေးနေသူများလည်းရှိပါရဲ့ဒါပေမဲ့ကိုုံဖေးကလည်းစိတ်ခိုင်ခဲ့ပါရဲ့အခုမန်းငွေခင်နဲ့တွေ့တော့မှကိုုံဖေးကရင်တွေပြန်ခုန်လာပါရဲ့ အိဆက်နေတဲ့ကိုအောင်ဖေရဲ့နှလုံးသားကနိုးထလာခဲ့ပါရီဟိုတရက်ကမငွေခင်နဲ့ဆုံတွေ့တော့လေခေတော်မြတာဖြစ်တဲ့ဖြစ်ကိုအောင်ဖေကမကျင်နိုင်သေးပါဘူးမငွေခင်ရဲ့ကြောက်လန့်နေတဲ့မျက်လုံးကြီးတွေကိုမြင်ရောင်နေမိပါရီမငွေခင်ကလည်းအသားရည်လက်ပါရီရုပ်ရည်ကလည်းတနာကမာလေးဖြစ်ပြီးတော့မျက်စိကလည်းနတ်ပါရီနာရန်ပေါ်ပါရီကိုလုံးကိုပေါကမြင်ရသူငေးလောက်တပွဲဖြစ်ပါရီချီတော့ရင်တွဲလျသောခါလုံဝင်ပြေးမောက်နေတဲ့ တင်းနဲ့အလွန်ရှုမကြီးနိုင်ဖြစ်နေပါရယ်။နောက်တနေ့မနက်မှာဟင်းသားများလှိမ့်နဲ့ထွက်လာခဲ့ကြပါရယ်။ဒီဒီကောင်မှာတော့ကိုအောင်ဖေတယောက်ယူနီဖောင်းကြီးမွေသွားတော့ပါဘူး။ဘန်ကောက်လုံကြီးနဲ့ရှယ်အင်းကြီးအပြူဝစ်စင်ထားပါရယ်။ဟာဆရာလေးအရက်ဝကြီးနဲ့ပါလား။ရဲတချက်ညွန်ဝင်းကလေးအန်ဩဇော်နဲ့ဇိုလိုက်ပါရယ်။ရှောက်ပြောမနေနဲ့ကဲလေဘော်ကိုတက်ကြောင်။ဒေါ်ကြောင့်မောင်းင်းကဂုံနေအောင်မယ်။အဲ့လိုမျိုးစုကထွက်လာခဲ့ကြပါရဲ့အခုတစ်ချိန်တော့မငွေခင်ကမကြောက်တော့ပါဘူးဒါပေမဲ့အနေငယ်ရှက်နေဟန်ရှိပါရဲ့ ဂုံးဖေးတို့ကိုဧကံပါရီဂုံးဖေးနဲ့တည်းစကားစမြည်ပြောပါရီမရွှေခင်ကတော့အလုံးများနေပါရီကိုအုံးဖေးကတော့သူတို့အမေဒေါ်လာခင်နဲ့စကားပြောပြီးတော့အတော်ခရီးပေါက်နေပါပြီအတန်ကြာတော့ရဲတကြက်လက်ကုံနေတဲ့ဖြင့်စကားစာဖြတ်ပြီးထပြန်ရပါရီကိုအုံးဖေးကမပြန်ကျင်ပါဘူးဒါပေမဲ့လာရေးကိစ္စကတော့အလုံးကိစ္စနဲ့မဟုတ်ပါလားအပြံမတော်ဖိုးခွေးတို့အိမ်နဲ့အနီးနောက်ကို မေးမြန်းရပါရယ်ဖိုးခွေးကလူပေလူတီရွာကန်လူမိုက်တယောက်ဖြစ်ပါရယ် မိမောင်နဲ့ကလေးကိုလုံမကျွေးပါဘူးအချိန်ပြည့်တောက်စားမူးယစ်နေပါရီလွန်ခဲ့တဲ့တလလောက်ခန့်ကပျောက်သွားခဲ့ပါရီသူရဲ့ပေါင်းသင်းများကိုစုံစမ်းကြည့်အောင်တချို့ကရွာမှာမရှိဒါကြောင့်မလို့မင်းများကြာရှိတာများမင်းမြန်းပြီးတော့ပြန်လာခဲ့ရပါရီနောက်ပိုင်းမှာတော့ကိုုံးဖေးတယောက်အလုအားလျင်အားတယ်လို့မငွေခင်တို့အိမ်ကိုအဝင်အထွက်ပြုတ်လုပေးပါရီမငွေခင်အမေဒေါ်လာခင်နဲ့အတော်ပင်ရင်းနှီးနေပြီးတူသားတစ်ဖွဲဖြစ်နေလေပါပြီမငွေခင်ကလေကိုုံးဖေးနဲ့မစိမ့်တော့ပါဘူး တခါတည်းရဲ့နှစ်ဦးသော channel မှာစကားသမီးပြောဆိုကြပါရယ်မရွှေခင်ကတော့အမပီပီသူညီမအားစိတ်မချအရေးတကြီးကြီးနဲ့ကြီးနေခဲ့ပါရယ်ဒိုင်းမဲလေးတဖက်သားကရဲရရှိရေမိုသူတယောက်ဖြစ်သဖြင့်မရွှေခင်ကစိတ်ချတယ်လို့မျိုးရှိပါရယ်အင်းငမဝင်ခင်ကိုသူ့မိဒေါ်လာခင်ကြီးကိုပြောပြီးတင်တောင်းရတော့မှာပဲဒါပေမဲ့ဒီလိုလုပ်ရင်မငွေခင်အဖို့ကငါတင်စည်းတယ်လို့များဖြစ်တော့မလားမငွေခင်ရဲ့ဆန္ဒကိုငါရင်မေးကြည့်တဲ့ ဂုံးဘေကအိတ်လိုတွေးလိုက်ပါရင် မကြခင်အချိန်မှာဟင်းသတော်ငါးမျက်နှာဖျားပွဲကျင်းပါပါရင်ဂုံးဘေကအိတ်ဒီအခွင့်ရေးကိုယူကမငွေခင်နဲ့ဖျားပွဲလည်ရန်ခွင်တောင်းပါရင်မငွေခင်ကလေးခေါင်းညိတ်ခဲ့ပါရင်ဒါကြောင့်မလို့မငွေခင်နဲ့ဖျားပွဲကိုလည်ကြပါရင်ဖျားပွဲကအထူးစီကားပါရင်ကေဘောအင်ကြီးများအယုံများကလေးကစားစရာများနဲ့အထိတ်လေးများရောင်းချကြပါရီမုတ်ဘေးတရေစားမျိုးစုံလည်းရောင်းချပါရီဂုံးဖီတို့ကလည်းဖျားအရင်ဖူးပါရီ ဖျားပွဲလေပါရီအိမ်တော်မှာတော့ဖျားရင်မြင်တော်ပေါ်မှာအတူတူထိုင်ကြပါရီမန်းငွေခင်မန်းငွေခင်ကိုကျွန်တော်ပြောစရာရှိတယ်မန်းငွေခင်စိတ်ဆိုးမလားကိုအောင်ဖေးကလည်းပြောလိုက်ပါရီဟိုအကိုအောင်ဖေးကလည်းပြောတော့မပြောရသေးပေနဲ့ငွေခင်ကစိတ်ဆိုးစရာလားအဲ့လိုမျိုးပြန်ပြောလိုက်ပါရီဒါဆိုကျွန်တော်ရှင်းရှင်းပဲပြောမယ်ဗျာကျွန်တော်မန်းငွေခင်ကိုချစ်တယ်မန်းငွေခင်ကိုလက်ထက်ယူခြင်းနဲ့အိုး မငွေခင်ဘာမှမပြောနိုင်မင်းနဲ့တခြားဘက်ကိုခေါင်းကိုလှဲလိုက်ပါရီမငွေခင်ကမတိလို့တော့မဟုတ်ပါဘူးကိုုံးဖေသူ့ရဲ့ဘော်ကိုမြေတားရှိနေပါကိုသူမကလည်းတီးပါရီသူမကိုယ်တိုင်ကလည်းကိုုံးဖေအပေါ်မှာချစ်နေမိပါရီဒါပေမဲ့သူမမှာသူမတို့ချစ်ချင်းကိုတားဆီးနိုင်မယ့်အကြောင်းတစ်ခုတော့ရှိနေပါရီငွေခင်ငွေခင်ကအပြူဆိုပေမဲ့ငွေခင်ကမတန်ရှင်းတော့ပါဘူးအခုငွေခင်ကလည်းပြောရင်းနဲ့မျက်ရည်များကြားလာခဲ့ပါရီအိုးဖြစ်မှာဖြစ်ရလေငွေခင်ရဲ့ ဂုံးဘီကအိတ်လိုရေရရင်ငွေခင်ရဲ့ကုလုံးလေးကိုတင်းကျုံဖတ်လိုက်ပါရီငွေခင်ရဲ့ခေါင်းကိုသူ့ရဲ့ကျဲပြန့်တဲ့ရင်ခွင်ကြီးတဲ့ကိုဆွဲသွင်းလိုက်ပါရီအကူဒေါရီကိုခယူမဆိုင်ပါအောင်ငွေခင်ရဲ့အကူကလေးအိမ်တော်ပြက်ပေးလေငွေခင်ဘာပြီးပြည့်အကူအားလုံးကိုခွဲလို့ပေးနိုင်တယ်အကူမေးနိုင်တယ်ငွေခင်ကကိုအောင်ဖေရဲ့ရင်ခွင်ထဲမှာရှိုင်းငိုနေခဲ့ပါရီဒီနောက်မှာတော့ကိုအောင်ဖေကလည်းသူ့ရဲ့ရင်ခွင်ထဲမှာငွေခင်ကိုခေါင်းငုတ်ကြည့်လိုက်ပြီးတော့ငွေခင်အကူရောချစ်တယ်မဟုတ်လား အဲ့လိုမေးလိုက်ပါလေငွေခင်ကတော့ဘာမှပြန်မပြောပဲခေါင်းသာအသာညှိပြီးကိုုံးဖေကိုမျက်ရည်များချမှပြုံးပြလိုက်ပါလေငွေခင်တို့ရှေ့ဆက်တောင်းရန်ပွဲလေးကအောင်းအောင်းမြင်းမြင်းမြန်ဆန်စွာပီစီသွားခဲ့ပါလေနှစ်ဘက်စလုံးကခန့်ခွဲမဲ့သူမရှိမရွှေခင်ကလည်းညီမဖြစ်သူကိုနှမျောတယ်လို့ဖြစ်တော်လေညီမကောင်းစားရေးမလို့သဘောတူပါလေမကြခင်မှာလူကြီးများနဲ့နေကောင်းရက်တော်ရွေးကလက်ထက်ကြမဲ့ရက်များကိုရွေးချရန်စီစဉ်ထားကြပါရဲ့ ကိုအောင်မီကလည်းမင်္ဂလာကိစ္စတစ်မျိုးအလုတ်ကိစ္စနဲ့တစ်မျိုးအလုတ်များနေခဲ့ပါရယ်အိမ်လောင်ကြပြီးကမှမန်ငွေခင်ကို လိုင်းငန်းခေါ်ထားရမှာဖြစ်ပါရယ်လောလောဆယ်မှာတော့မန်ငွေခင်ကအင်းကုန်းရွာမှာဆက်လက်နေထိုင်နေပါရယ်ဆရာလူပြောင်းမှုတစ်ခုရှိတယ်ရဲတချံညွန်ဝင်းကပြောရင်းနဲ့ရောင်းငန်းလေးကိုဝင်လာခဲ့ပြန်ပါရယ်ကိုအောင်မီကမောမကြည့်ပဲနဲ့ဘဲရလေအင်းကုန်းရွာပဲဆရာမောင်စော်စိုးရဲ့73နှစ်သားလေးပြောင်းနေတာမောင်စော်စိုးရဲ့73နှစ်သားလေးပြောင်းနေတာ ကိုအောင်ဖေးလက်ထဲမှာဖလက်ဆောက်ဖိုင်တွဲကိုဇပွဲပေါ်မှာပြစ်တင်လိုက်ပါရီရင်းနစ်တာရီဘာရီများဖြစ်နေမလားကိုအောင်ဖေးကလည်းသူ့ရဲ့မိစေကိုပုတ်ကပြောလိုက်ပါရီမဖြစ်နိုင်ဘူးစီယားအေယော်ရီတိုင်းသားတွေကအကုန်လုံးလိုလိုရေကူးကျွမ်းကျင်ကြတယ်အင်းလေဒါဆိုရင်မနက်ရံမဲအင်းကုန်းဘက်ကိုသွားကြည့်ကြတာပေါ့ဗျာကိုအောင်ဖေးကလည်းပြောလိုက်ပါရီဟာဒါဆိုစီယားကျွန်တော်တို့ကိုမောင်ရင်ကအလကားကြွေးရမယ်နော်ဟဲ့ဟဲ့တကြညွန်ဝင်းကလည်းပြောလိုက်ပါရီအာကိုညွန်ဝင်းနေမဟုတ်ဘူး ယုံကအားရရဲသားလေးတွေပါခေါ်ခဲ့ပြ။အဝါသာစားကြပြီတော့အဲ့လိုမျိုးပြန်ပြောလိုက်ပါရီ။နောက်တနေ့ကိုအောင်ဖေနဲ့ရဲ၆ယောက်ခန့်တို့ကအင်းကုန်းရွာကိုထွက်ခဲ့ကြပါရီ။အင်းကုန်းရွာကိုရောက်တော့မောင်စော်ရဲ့အိမ်နဲ့အိမ်နီးနောင်ချင်းများရွာသားချင်းများနဲ့အမှုအကြောင်းများကိုမေးမြန်းပါရီ။ မော်ဇော်ကအသက်73နှစ်ခန့်ရှိနေပြီးမတ်ရွေခင်ရဲ့မုံငါဆိုင်မှာကူညီပေးနေတဲ့နေစာအလုံသမားလေးဖြစ်ပါရယ်မော်ဇော်ကတခါတည်းရန်မတ်ရွေခင်မုံငါဆိုင်မှာညအိတ်တက်ပါရယ်ပျောက်ဆုံးနေနေ့ကမတ်ရွေခင်တို့ရဲ့အိမ်ကိုသွားပြီးနှစ်ရက်ခန့်ပြန်မလာ၍စုံစမ်းကြည့်ရမှာမတ်ရွေခင်တို့ရဲ့အိမ်ကိုလည်းရောက်မလာကြောင်းကိုသိရပါရယ်ကိုုံးဖီတို့ကလည်းမေးမြန်းပြီးတဲ့နောက်မှာမတ်ရွေခင်တို့ရဲ့အိမ်ဘက်ကိုထွက်လာခဲ့ပါရယ်မတ်ရွေခင်တို့အိမ်ဘက်ကိုတက်လိုက်တော့မတ်ရွေခင်ရဲ့အမေဒေါ်လာခင်ကလည်းနှုတ်ဆက်ပါရယ် မောင်စုံပြောင်းနေတဲ့အကြောင်းရွာရေးပြန့်နှံ့နေတာကြောင့်မလို့တမန်လောင်းရွာကိုရောက်လာမောင်ကိုတွတ်ထားကြောင်းရဲရီလာလျင်စားဖို့ပြင်ဆင်ထားကြောင်းပြောပြလိုက်ပါရီဒီနောက်မှာမတ်ရွှေခင်ကမငွေခင်မှာလာရောက်ဧကန်ကြပါရီကိုအောင်ဖေကလည်းမတ်ရွှေခင်ကိုမေးစရာရှိတာလေးများမေးမြန်းရန်အတွက်ပြင်ဆင်လိုက်ပါရီဒါပေမဲ့သူ့ရဲ့ချစ်သူမငွေခင်ကလည်းမျက်နှာဖြောတော်နေသဖြင့်ခင်နေမကောင်းလားအဲ့လိုမေးလိုက်ပါရီ ကိုအိုဘီကလေးမငွေခင်နဲ့ရီးသောဖြစ်သွားကလေးကခင်လို့သာခေါ်ခဲ့ပါရီမငွေခင်ကလေးပါဇက်ကမပြောဘဲကောင်းခါပြပါရီဒီချိန်မှာဒေါ်လာခင်ကစကားပြောနေရင်တလိုက်တလို့ဖြစ်ပြီးဒီကိုလုံးတုံရင်ကလဲကျသွားပါရီဟာဘာဖြစ်တာလဲအတော့လုံးကြောက်အောင်လူအလုံးကယုံရင်ဆန့်ခတ်ဖြစ်နေပါရီစိုင်းထဲမှာလူများကလေးပြေးလာကြပါရီခဏကြာမှဒေါ်လာခင်ကပြန်ထလာပြီးမြတော့နေကြီးနဲ့ဖြစ်နေပါရီအသားများကလေးတဆက်ဆက်တုံနေပြီးတော့ကြွေးကြီးကြွေးပေါက်များကျနေခဲ့ပါရီ ဒီနောက်မှာတော့ကိုအောင်ဖေးရဲ့ဘက်ကိုလှည့်လိုက်ပြီးတော့ရဲရရှိတယ်ကျွန်တော်မောင်းစောပါအဲ့လိုမျိုးအတန်တကြီးနဲ့ပြောလိုက်ပါရီကိုအောင်ဖေးကလည်းအံ့ဩစွာစိုက်ကြည့်နေမိပါရီကျွန်တော်သက်သွားရည်သူဒီထဲမှာရှိတယ်ကျွန်တော်မကြည့်နိုင်ဘူးမင်းတို့သက်သွားရည်သူကဘာလို့လဲကွာအဲ့လိုမျိုးကိုအောင်ဖေးကတနုံရင်ရင်ဖြင့်မေးလိုက်ပါရီအိမ်တိန်လုံကောအိမ်ပြတင်းပေါက်တကားများပါလူမျိုးကိုဝေးကြည့်နေပါရီဒေါ်လာခင်ကြီးတရေပူးနေပြီဆိုတော့တည်င်းကလည်း တမဟုံအတွင်းရွာတွေမှာပြန့်နှံ့သွားခဲ့ပါရီကျွန်တော်တက်သွားတဲ့သူကမငွေခင်မငွေခင်ကလည်းတတိလဲလဲကြသွားခဲ့ပါရီမကြခင်မှာပဲရွာလူကြီးများနဲ့ပယောဂကုတွေဆရာကြီးများရောက်လာကြပါရီကုအောင်ဖေကလည်းအလွန်တုန်လှုပ်နေပါရီမောင်စုံမဲမှုကိုအမှုမှန်ပေါ်စေရမယ်လို့ငါအာမခံနေဒေါ်လာခင်ကြီးကလည်းယောဂါရီရှိတယ်မင်းပြန်သွားလိုက်ပါကွာကုအောင်ဖေကလည်းပြောလိုက်ပါရီမကြခင်မှာပဲဒေါ်လာခင်ကြီးလဲကြသွားပြီးတဲ့နောက်ပြန်လဲပြီးတော့ထလာခဲ့ပါရီ ကဲကိုညဝင်းမငွေခင်ကိုဖမ်းလိုက်ပါဂုံးဖေးကပြောလိုက်ပါရေရဲချက်ချက်ညဝင်းကလည်းပါလာတဲ့လက်ထိတ်များနဲ့မငွေခင်ကိုခတ်လိုက်ပါရေမငွေခင်ကတတိမရသေးပါဘူးအတန်ကြာနှာနဲ့ယူတော့မှတတိရလာခဲ့ပါရေကဲမငွေခင်လူကြီးတွေလည်းရောက်နေပြီကျွန်တော်တို့ကအမှန်တိုင်းအားလုံးပြောပြပါကောင်းပြီကမေးလိုက်တဲ့အချိန်မှာမန်းငွေခင်ကရှယ်ကြီးတငင်ငိုယိုနေခဲ့ပါရီအတန်ကြာမှပြောပြပါမယ်ငွေခင်အားလုံးကိုပြောပြပါမယ်အိမ်ကမိုးရွာပါရီ မိုးကောင်းလေးတဲတဲမဲမဲယွာနေတာကြောင့်မလို့ငွေခင်းရွာထဲမှာနေပြီးအမြန်ပြလာခဲ့ပါရည်ဒီနေ့ကငပိရောက်နေနေမလို့သေးစရာဘာမှမပါခဲ့ပါဘူးမိုးကလည်းမဲမောက်နေတာမလို့ဒီကိုလည်းအသာငုံဆောင်ရင်းနဲ့လမ်းလျှောက်လာနေပါရည်အဲ့ဒီချိန်အရှိမတစုံတယောက်ကထွက်လာခဲ့ပါရည်ဟင်ဖိုးခွေနေပါတော့မလို့လေနေကိုစောင့်နေတာဟဲ့ဖိုးခွေကလည်းမဲပြုံးတစ်ချက်ပြုံးလိုက်ပြီးမငွေခင်းရဲ့အနားကိုတိုးကပ်လာခဲ့ပါရည်ဟိုနေ့ကနေကငါရီးစားစကားပြောတော့ငါငေါ့အချက်ခွဲခဲ့တယ် နေငါတငယ်ချင်းတွေရဲ့အရှိမငါ့ကိုပားရိုက်ခဲ့တယ်။အေးလေးဖိုးရဲ့နင်းလုံးလူပဲလူတွေကိုမရားကြီးနဲ့တာသမီရှိတဲ့လူကငါ့အမြားကြီးစားစကားပြောစရာလားဟဲ့။ဟာဟာအေးနင်းတို့ဒီနေ့လည်းငါအဲ့လိုမျိုးအရှက်ခွဲဖို့စောင့်နေတာပဲ။ဖိုးကွေနင်းငါ့ကိုလွတ်နော်။ဒါပေမဲ့လည်းယောက်ျားအားနဲ့မိန်းမအားမရှယ်နိုင်ပါဘူး။မငွေခင်ခေါင်းကိုပြင်းထန်တဲ့ထိခိုက်မှုဖြစ်ပြီးမူးမေ့မျောသွားခဲ့ပါရဲ့။မိုးရနေရာကြောင့်မလို့ရွာလမ်းမှာလူပြတ်နေပါ रे မငွေခင်ကလည်းဖိုးခွေးထန်းခေါ်သွားတဲ့ကို ဘယ်သူမှမမြင်လိုက်ပါဘူးမငွေခင်တတိရလာတော့လဲဆောင်တဲကလေးတစ်ခုထဲမှာဖြစ်ပါရယ်ဘေးနောက်မှာတော့ဖိုးခွေးကထိုင်ပြီးအရက်တောက်နေခဲ့ပါရယ်မငွေခင်ကပြန်ကျင်းနေတဲ့လုံကြီးနဲ့အင်ကြီးများကိုကောက်ယူပြီးတော့ဝစ်စင်ရင်မျက်ရည်များကလည်းစီးကြလာခဲ့ပါရယ်ဘယ်နဲ့လဲငွေခင်ရဲ့ဖိုးခွေးကိုအရက်ခွဲရတာပျော်ရဲ့လားနေเจ้าတွေကိုရွာလူတွေကိုအကုန်တိသွားရင်နေတော့ဘဝပြတ်ပြီပဲမငွေခင်ကဘာမှမပြောဘဲနဲ့ကျမ်းမြေကိုကြည့်ရင်းငုံနေမိပါရယ်ဒီနောက်မှာတော့အဲ့ဒီတဲထဲမှာပြေးထွက်လာခဲ့ပါရယ် ဘိုးကြီးကတေးရဲ့အဝကို အရောက်မှာတော့ငွေကြီးမနေ့ပြန်နေ့လေငါနေ့ကိုလာခဲ့မယ်နေရှက်ခွဲချင်းရဲ့ငါကိုထွက်မတွေ့နဲ့ငွေကင်ကဘာမှနားမထောင်တော့ပဲပြေးထွက်လာခဲ့ပါရဲ့အိမ်ညကအိမ်ပြန်နောက်ကြပါရဲ့အမကြီးမရွှေခင်ကိုလိန်လေပြောလိုက်ရပါရဲ့နောက်ပြီးတော့မနေ့ပြန်ဖိုးခွေးလာမယ်မဟုတ်ပါလားဒါကြောင့်မလို့အမကြီးကိုအိမ်မှာမရှိစေရန်စီစဉ်လိုက်ရပါရဲ့နောက်တနေ့မှမိခင်ဖြစ်သူကိုလည်းအကြောတက်ဆောင်များနေလေစာကြွေးပြီးနေလေနေခင် မိခင်ကြီးအိပ်ပျော်နေလေပါပြီမကြခင်မှာပဲဖိုးခွေးကရောက်လာခဲ့ပါတယ်ဖိုးခွေးကလည်းအိမ်မှာမတွေ့ပဲနဲ့အိမ်ရဲ့အနောက်ဘက်မှာရှိတဲ့တပင့်ကြီးများကြားမှာတွေ့ဆုံလိုက်ပါတယ်ဖိုးခွေးကဘာမှမပြောဘဲမန်းငွေခင်ကိုပွေဖာလိုက်ပါတယ်အော်လေးငွေခင်ရဲ့နေအော်လိုက်ရင်လည်းငါတို့နေရောက်တဲ့လူသိရှင်ကညားကြမှာပေါ့ဟဲ့မငွေခင်ကမအော်နိုင်ပါဘူးဖိုးခွေးကမန်းငွေခင်ကိုငပိသိတဲ့ဂူတော်အတင်းကိုဆွဲခေါ်သွားခဲ့ပါတယ်အိမ်နောက်ရက်မှာပဲရက်ဆက်စွာနဲ့တာမယာပြစ်ကျင်ပါတော့တယ်ဟာဟာ နောက်သူတို့ဒီမော်ပဲဆက်ပြီးတော့တွေ့ကြရအောင်ကွာဘိုးကြီးကလည်းပြောလိုက်ပါရီမမွေးခင်ကလည်းထူပူနေပါရီအဲ့ဒီနေ့ကအနာမရှိတဲ့ငပီအိုကြီးမျိုးကိုပြီးတဲ့တက်သားတုံးကြီးနဲ့ဘိုးခွေရဲ့ကောင်းကိုလွှဲရိုက်ချလိုက်ပါရီဘိုးကြီးကအော်ပင်မအော်နိုင်ချာခွေခောက်လဲကြသွားပါရီမငွေခင်ကလေးဒေါသကိုထိမရဖြစ်ပြီးအိမ်နောက်မှာရှိတဲ့ကိုင်းခုတ်ဓမ္မကြီးကို ပြေးယူပြီးတော့ဖိုးခွေအားအချက်ပေါင်းများစွာပိုင်းချလိုက်ပါရီ မငွေခင်တကူလုံးသွေးများနဲ့ရဲရဲညီညီခဲ့ပါရီမငွေခင်ကလည်းအခုမှလူစိတ်ပြန်ကပ်ပါရီဘိုးကွေးကတော့မငွေခင်ခုတ်ပိုင်မှုကြောင့်မလို့အတုံးတက်များဖြစ်နေခဲ့ပါပြီမငွေခင်ကလည်းအလွန်တုံ့လှုပ်သွားခဲ့ပါရီသူလူသက်မိပါပြီလူသက်လို့ရဲကဖမ်းမိလျင်တော့သူ့လဲတည်မယ်သူ့မနဲ့အမေတို့ကလည်းတည်၍မဖြစ်ပါဘူးမငွေခင်လုံမီလောက်ရောက်ကိုလောက်ပါတော့ရီအင်ရဲ့ဘေဘီကိုကြည့်လိုက်ပါရီ လူသူကလည်းကိမ့်မိန်နေပါရီဒေါ်ရအိမ်များကလည်းတိန်နဲ့တိန်အလွန်ဝေးကွာကြပြီးဂျုံတွေအပင်များကလည်းအုပ်ဆိုင်နေပါရီအဲဒါကြောင့်မလို့တကားစီဖြစ်နေတဲ့ဖိုးခွေးရဲ့အလောင်းကိုငပိအိုရေထည့်ရန်ကြံစီလိုက်ပါရီဟာမဖြစ်ဘူးငပိတွေကငါငပိရောင်းကနေဖို့ရင်တွေ့ကုန်ကြပါပဲဘေဘီကိုကြည့်ရင်နဲ့မတ်ရွှေခင်အတွက်လှုပ်ထားတဲ့ငပြားရည်အိုးဘက်ကိုကြည့်မိပြန်ပါရီငပြားရည်အိုးကြီးကရောင်ဝင်အိုးကြီးဖြစ်ပြီးအပေါ်ရန်အရေးကိုသာခက်ယူပြီးအိုးသေးနဲ့ပြန်သိမ်းကအတုံးပြူသဖြင့် တလောင်းမှတစ်ကြိမ်ခန့်ဖွင့်ပြပါရီอืมဒီသားတွေကပုတ်ပြီးတော့ငပြားရင်နဲ့ရောကုန်ရင်တော့တခါလေးအလောင်းဖြောက်ပြီးသားဖြစ်ပြီးနောက်မှအရာလူတွေလက်မှငပြားရီအိုးကိုတုံပြည့်ရုံပေါ့အဲဒီလိုမျိုးတွေ့ကငပြားရီအိုးတွေကိုအကုန်ကောက်ထည့်လိုက်ပါရီဒါမဲ့မမ့်ဝေခင်ကလေကြောက်စိတ်ကြောင့်မလို့တပတ်ခန့်ဖြားနေပါရီအတန်ကြာကုသမနေကောင်းခဲ့ပါရီအိမ်တွင်မှ အမကြီးနဲ့အမေရှိတဲ့အတွက်ငပြားရီအိုးကိုတုံမပြည့်ခဲ့ပါဘူး တို့ရောက်မှာတော့ပြဿနာတစ်ခုပေါ်လာခဲ့ပါ रे အကြောင်းကမတ်ရွှေခင်ကအဲ့ဒီငပြားကြီးများတုံးပြီးမုံရင်ကချက်နေခြင်းပင်ဖြစ်ပါ रे မငွေခင်ကလည်းမတတိတစ်ဖြင့်မစားပါဘူးဒါပေမဲ့တမဟုံချင်းလူကြိုက်များလာပါ रे အိမ်မလေးဝန်ထမ်းများခေါ်သဖြင့်လူရှုပ်နေတော့မငွေခင်ကလည်းအကြံစီမအောင်မြင်တော့ပါဘူးငပီးလုပ်ငန်းမှာမလုပ်တော့ဘဲနဲ့အိမ်တွင်လူလက်မဲ့အချိန်ကိုသာစောင့်ရင်းနဲ့ငပြားကြီးအူကြီးကိုသာတုံပြစ်ချင်နေပါ रे ဒါပေမဲ့အရင်ကငပြရီကိုတလောက်မှတစ်ခါဖွင့်တော့လေရောင်းအားတလားသဖြင့်နေတိုင်းလိုလိုဖွင့်နေရပါရင်ဒီကငပြရီများကုံမဆို၍မန်းငွေခင်ကလေးငပြရီများကိုသူကိုယ်တိုင်ခက်ပေးမယ်လို့ပြောပြီးကူညီပေးရပါရင်ငပြရီအူကြီးပြည့်နေစေရန်ထထပ်ဖြည့်ပေးရပါရင်တနေ့မန်းငွေခင်ဖျားပွဲသွားတာကိုကုအောင်ဖေနဲ့ဖြစ်ပါရင်အင်းလေးကငပြရီများဖြည့်ရန်မိခဲ့ပါရင် နောင်နေမနက်မှာတော့ဆိုင်မကူညီပေးတဲ့မောင်စောကငပိကိုရောင်စီကိုသွားတာကိုမန့်ငွေခင်မြင်လိုက်ပါရီဒါကြောင့်အပြေးလိုက်သွားခဲ့ပါရီထင်းတဲ့အတိုင်းပဲမောင်စောကလေးအော်တန်ကိုကြားလိုက်ရပါရီအာအထဲမှာလူကောင်းကြီးပြမောင်စောကအော်နေရင်နဲ့တုံလှုံနေပါရီမန့်ငွေခင်ကလည်းငပိကိုရောင်တကားကိုပိတ်လိုက်ပါရီမန့်ငွေခင်ထူပူသွားပါရီဘာလို့ရမှန်းလဲမသိတော့ပါဘူးဒီချိန်မှာမောင်စောကလည်းငပိကိုရောင်တကားစီကိုပြေးသွားပြီးတော့တကားအဖွင့်ရန်ကြိုးစားလိုက်ပါရီဒါပေမဲ့မအောင်မြင်ပါဘူး မငွေကင်ကမောင်စိုးရဲ့နောက်ဆက်ကိုတက်သားတုံးကြီးနဲ့လွှဲပြီးတော့ရိုက်တဲလိုက်ပါရီဘူကြီးကိုခုတ်ခဲ့တဲ့ဂိုင်းခုတ်ဓာကြီးမှလည်းကိုတော်ရဲ့ဂျောင်းထဲမှာဖွတ်ထားခဲ့ပါရီမငွေကင်ကလည်းဖိုးထွေးနေသူမောင်စိုးအားပြုတ်လောက်လိုက်ပါရီကျင်းရဲ့နောက်ဖက်ဖြစ်နေတာကတကြောင်မနက်စောစောဖြစ်တာကတကြောင်မလို့အဲ့ဒီအဖြစ်ပြက်ကိုဘယ်သူမှသတိမထားမိလိုက်ပါဘူးအဖြစ်ပြက်ကတော့အဲ့ဒါပါပဲရှင်ဂုံးဘီကလည်းမငွေခင်ကိုခယူနာတက်တဲ့မျက်လုံးများနဲ့ကြေးလိုက်ပါရီ ဒါပေမဲ့အိမ်တွင်းမှာရှိနေတဲ့လူများ၊ဗဒင်းပေါက်များမှာချောင်းကြည့်နေတဲ့လူများကတော့အလွန်ယွံရှားတဲ့မျက်လုံးများနဲ့ကြည့်နေကြပါရယ်။ငပြားရီဦးရဲမှာတော့တက်တေကန်ပစ္စည်းများရှာတွေ့ပါရယ်။မုံင်းကားတည်င်းကလည်းပြန့်နှံ့သွားခဲ့ပါရယ်။မုံင်းကားစားသူများအန်ထွက်ကုန်ကြပါရယ်။ကဲတကြညွန်ဝင်းမငွေခင်ကိုဖမ်းခေါ်လာခဲ့ပါ။ ရောင်မဆက်တက်လေးကြီးတစီငါပြီးဟင်းသနောက်ကိုပြန်ကြမှာဖြစ်ပါ रे ဂုံဖီကတော့မန်ငွေခင်ကိုဖမ်းခေါ်ပြီးလေပေါ်မှာမန်ငွေခင်ရဲ့ဘေးမှာထိုင်လိုက်ပါ रे တခြားရဲသားများကလည်းမန်ငွေခင်ကထွက်မပြေးနိုင်တော့တာကတကြောင်ဂုံဖီရဲ့သတို့သမီးလောင်းဖြစ်တာကတကြောင်မလို့နှစ်ယောက်သားလှုပ်ပေးထားကြလျက်ခက်လန်းလန်းမှလှိထိုင်စီကြပါ रे ဂုံဖီကတော့မိမိရဲ့ချစ်သူ ဖြစ်သူကို စကားပြောရန်တွေးနေခဲ့ပါ रे ဥပဒေရဲ့အစုံအမကိုခံယူဖို့အကြောင်းထောင်းကြပြီးတော့ပြန်ထွက်လာလျင်သူစောင့်ကြည့်နေမဲ့အကြောင်းကိုလည်းပြောရန်ဖြစ်ပါ रे ဒိုင်မေလေမငွေခင်ကမြေကြီးကိုတော့ကြည်ရင်နဲ့လိုက်ပါလာခဲ့ပါရီအေယော်ရီမြင်းနဲ့တခြားမျက်လက်တက်တခုစုံကိုရောက်ခဲ့ပါပြီရေပြင်ကလေးအလွန်ကျဲဝန်းလှပါရီဒီချိန်မှာပဲမငွေခင်ကဟဲ့ဖိုးကွေးငါနားမလာနဲ့တွားအဲ့လိုမျိုးအော်ဟစ်ရုံရင်ဆန်ကအဖြစ်ကရေတဲကိုခုံချသွားခဲ့ပါရီဂုံးမိကလေးဘလုံးမကဲစေရံပြီးအချိန်မရလိုက်ပါရေတုကလေးလှေကိုရက်ပြီးတော့ရှောက်ပွေတော်လေးမတွေ့နိုင်ဖြစ်နေခဲ့ပါရီ ဒီနေရာမှာရေးစည်းကြမ်းပြီးတော့ဝေကျက်များကလည်းများပါတော့ကြောက်မလို့ဖြစ်ပါရီကိုုံဖေကလည်းကြေပြောလှရီမြစ်ပြင်ကိုသာကြည်ရဲမန်းငွေခင်ရဲ့နာမည်ကိုသာအသက်နဲ့ကြီးနဲ့အော်ခေါ်နေပါတော့ရီဒေါ်လာခင်ကအေဒီစိတ်နဲ့ပြီးမကြခင်ဆုံးပါသွားခဲ့ပါရီမရွှေခင်ကရွာမလူများမြို့မလူများအပြင်တရင်စာချောင်းနေများပါတရင်များပါတာကြောက်မလို့တရွာတကြီးကိုပြောင်းသွားခဲ့ရတယ်လို့ဆိုပါရီကိုုံဖေကလည်းမကြခင်မှာနေပြောင်းရွှေ့ပြီးတောင်းဝင်းထန်းဆောင်ရပါရီ ဒီเจ้าယောက်များကိုလူများကလည်းကောလာဟာလာအဖြစ်နဲ့ပုံစံမျိုးပြောဆိုနေကုန်ကြပါရည်ဘဒုမော့ဇက်เจ้าကိုရေးရေးလေးလေးသိ၍မဟုတ်ဂျာဘူးနာဝများသာပြောဆိုနေကြပါရည်ဒါပေမဲ့ဒီเจ้าကိုရေးရေးလေးလေးသိသူများကတယောက်ရှိပါရည်အဲ့ဒီကတော့ရေးတကြညွန်ဝင်းပင်ဖြစ်ပါရည်အခုကအင်းကုန်းရွာလေးကလည်းမရှိတော့ပါအေယဝရီမြစ်တိုက်စားမှုကြောင့်၎င်းယောမလူများပြောင်းရွှေ့ကုန်မှုကြောင့်၎င်းဖြစ်နိုင်ပါရည် ဒါပေမဲ့ရွာထိပ်မှာရှိတဲ့ကလားလေးကုန်းမှာညောင်မင်းကြီးကလည်းမြေကန်ရဲ့နှစ်ဖူးမှာတရှိနေပါသေးတယ်။ဒီညောင်မင်းကြီးရဲ့အောက်မှာပြိုပြက်နေတဲ့နှကွင်းကြီးတစ်ခုရှိပါတယ်။အဲ့ဒီနှကွင်းရဲ့ကပန်းမှာတော့ဒေါ်လာခင်သမီးမတ်ရွှေခင်မငွေခင်တို့ရဲ့ကောင်းမှုစိုးရိမ်စားတဲ့ကိုသေချာကြည့်လျင် မြင်နိုင်ပါသေးတယ်။ဟုတ်ကဲ့ပါခင်ဗျ။အခုနားဆင်ကြရတဲ့ဇလံကတော့စာရေးသူအကားစော်ရေးသားထားတဲ့ဖြစ်ရမှန်လူသားမောင်ရင်ကဇလံလေးပဲဖြစ်ပါရယ်ခင်ဗျာ။ ဇလန်ကိုအစကားနေအဆုံးထိလိုက်ပါလို့နားဆင်ပေးခဲ့ကြရပြိသက်တယောက်ချင်းဒီတိုင်းကိုကျွန်တော်ကားနေပြီးတော့ကျေးဇူးတင်ပါရီပြိသက်များတာယာချမ်းမီတဲ့နေရများစွာပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းများတောင်းပေးလိုက်ပါရီခင်ဗျာ